ှာကျွန်တော်တို့ငါးစုံနဲ့ခုနှစ်ထဲမှာเนาะဒီတုံညာနဲ့ဒီရှစ်နဲ့ရှစ်လို့သူပုံတွေရိုက်တယ်เนาะအဲ့ဒီရှစ်ရဲ့ပါဝါအောက်သုံးဘွဲကြုံမှာသုံးနောက်ပိတ်လို့သူထည့်เนาะတစ်ခါသူကနေပြီးတော့အောက်ကိုဆင်းလာလိုက်ပေါ့ငါးစုံနဲ့ခုနှစ်ထဲမှာလေးနဲ့လေးနဲ့ရှစ်လို့ရိုက်တယ်เนาะရှစ်ပုံတွေရိုက်တယ်ရှစ်ရဲ့ပါဝါသုံးဘွဲကြုံမှာသုံးနောက်ပိတ်လို့ထည့်တယ်เนาะနောက်တစ်ခါ ဒီ၅ဆုံးခုနဲ့မှလည်း၄နဲ့၄နဲ့၈လို့ပဲရိုက်တယ်။ရှေ့ရပါပါအောက်၃ဘွဲကြုံမှာ၃နောက်ပိတ်လို့ပဲရိုက်တယ်။ဆယ်နှစ်နိုင်ဆင်းရမယ်အဲ့တော့မှခိုးတယ်ဟုတ်ကဲ့ဦးကြီးဟုတ်ကဲ့ဟုတ်ကဲ့ငါဦးလည်းအသက်ကြီးနေပြီအလုပ်တွေချော့တော့နော်ဦးလေးအလုပ်တွေချော့တော့နော်အတူကနေကျွန်တော်တို့အောက်စင်းတန်းတန်းလာလိုက်တော့ဒီမှာ၄နဲ့၄နဲ့ကျွန်တော်တို့၈ပေါ့နော်ဒီကတော့နောက်၃ခတ်မှာတော့၄၄ကြီးချသွားတယ်ဟုတ်ပြီအဲ့ဒီ site ထဲမှာ အဲ့ဒီ၃နောက်ပိတ်ကလေးရဲ့ဘေးမှာကျွန်တော်တို့၄နဲ့၈နဲ့2နဲ့3ညနဲ့2နဲ့9နဲ့ခွန်လို့သူပုံတည်ထည့်တယ်နော်ထိပ်စည်း၄လုံးကိုခွန်လို့ပုံတည်ထည့်တယ်ဒါဆိုရင်ဒီနှလုံးရှိရှိပါပါ၃ပိတ်လို့ရိုက်တယ်သူဘေးမှာ၃နဲ့9နဲ့3ညနော်3ညနဲ့3နဲ့3 3နဲ့4နဲ့ပေါင်းတော့ခွန်နဲ့သူခွန်လို့ပဲပုံတည်သူထည့်တယ်နော်တခါ ဒီရှိရှစ်ပါပါသုံးလို့ရိုက်တယ်သူ့ရဲ့ဘေးမှာလဲဒီနှလုံးကိုဒီနှလုံးကရှစ်ပေါင်းလိုက်ရင်ခွန်လို့ပဲပုံသေးရိုက်တယ်เนาะအဲ့တော့ကျွန်တော်တို့ဒီမှာသုံးနောက်ပိတ်ပြီးသုံးနောက်ပိတ်ပြီးသူ့ဘေးမှာထည့်သီးသုံးလုံးကိုကျွန်တော်တို့ခွန်လို့ထည့်မယ်ဆိုတော့ဒီနှလုံးက၃နဲ့ပေါင်းတော့ရှစ်ရှစ်ကိုခွန်ပြအောင်ကိုးထည့်စည်းထည့်ရဟုတ်ကိုးထည့်စည်းထည့်ရဟုတ်ပြီအဲ့ဒီကိုးထည့်စည်းလို့ထည့်လိုက်တာ ਨੇ ကျွန်တော်တို့ ီထက်သီးသုံးလုံးခွန်လို့ဖြစ်တာ ਨੇ နောက်ပိတ်သုံးလုံးကလည်းခွန်ကိုတဲ့ဆိုပြီးတော့ခွန်လို့ပဲသူဖြစ်တယ်နော်တခါထက်သီးလေးလုံးခွန်ဖြစ်ပြီးတာ ਨੇ ဒီနေရာမှာသုံးခွန်ခွန်ဆိုပြီးခွန်လို့ပဲဖြစ်တယ်နော်အဲ့ဒီမှာကျွန်တော်တို့ထက်သီးလေးလုံးခွန်လိုက်ပြီနော်ခွန်ပြီးတာ ਨੇ ဒီမှာ3 6 1ခွန်လို့ပဲသူပြန်ထည့်တယ် เนาะနောက်တစ်ခါဒီမှာကျွန်တော်တို့တက်စီလေးလုံးကျွန်တော်တို့ခွန်လို့ထည့်လိုက်တာ ਨੇ ကိုထိတ်စီအဲ့ဒီခွန်ဒီနောက်ဘက်၃လုံးကို၈၉၃ညဆိုပြီးတော့ခွန်လို့ပဲသူပြန်ထည့်မယ်เนาะကျွန်တော်တို့ခွန်နဲ့ချက်ကစားမယ်ပေါ့เนาะအဲ့ဒီမှာဒီလေးလုံးခွန်ဒီ၃လုံးကခွန်လို့ရိုက်လိုက်တာ ਨੇ ဟောဒီတစ်ခါလေးကเนาะနောက်၃လုံးကိုတစ်လို့ရိုက်၃ခွန်တစ်ဆိုပြီးတစ်လို့ ူထည့်တယ်အဲ့ဒီတိတ်ဒီဟောဒီမှာတစ်ခါလို့ထည့်ခဲ့တာဒီမှာလဲကျွန်တော်တို့ဒီမှာတုံညာခါလို့ရိုက်ထားတယ်အဲ့ဒီတုံညာခါဒီထောင်သုံးလုံးခွန်လို့ဖြစ်လိုက်တာ ਨੇ နောက်ပိတ်သုံးလုံးခွန်ခွန်6ဆိုပြီးတော့တုံညာလို့ပဲသူပြန်ထည့်တယ်နော်ဒီမှာလဲကျွန်တော်တို့နှစ်ဒီနှစ်ဒီ3 8 1ဆိုပြီးတော့နှစ်နဲ့နှစ်လို့ဖြစ်လိုက်တာ ਨੇ နောက်ထောင်သုံးလုံးကိုလဲခွန်လို့ပဲထည့်တယ်နော်ဒီနှစ်ကဒီမှာနှစ်လို့ရိုက်တယ်ဟုတ်ပြီ အဲ့တော့ကျွန်တော်တို့ဒီနေရာမှာဒီ3လုံးခွန်ဒီ3လုံးခွန်ထည့်လိုက်တော့၃ညနောက်ပိတ်အဲ့ဒီ၃ညနောက်ပိတ်ကိုဒီခလေးအောင်မှာ6ခါရှိလို့နောက်ပိတ်3လုံးက6ဆိုပြီး၃ညကိုနှစ်ချက်ချုပ်ထားတယ်အဲ့တော့ဒီနေရာမှာအဲ့ဒီ6ခါကြောင့်ဒီ3လုံးက6နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီထိတ်ဒီဆိုင်မှာ6ထိတ်စီးနဲ့၃ညနောက်ပိတ်လို့ရတယ်နော်အဲ့တော့၁၀ခွက်ဆွဲခြင်းရင်လဲဆွဲပေါ့ဗျာနော်ဒါ၁၀ခွက် line ဆွဲအဲ့လေတလုံးကတော့ကျွန်တော်လည်းခြာရင်မရဘူး ခြာမရဘူးခြာတာပဲလှည့်ပတ်ပြီးခြာတာပဲမျက်စိတွေပါအောင်းအောင်ခြာတယ်ခြာလို့မတွေ့ဘူးကဲတော့မတွေ့တော့ကျွန်တော်တို့တွေ့တဲ့အတိုင်းကောက်ထဲတာပေါ့အဲ့တော့ပထမကတ်မှာကဒီသုံးလုံးခွန်ဒီသုံးလုံးခွန်လို့ဖြစ်လိုက်တာနဲ့သူကဒီ630ရဲ့အောက်မှာထွက်တဲ့ဒီကဏ္ဍဒီဇောင်းကဏ္ဍဖြစ်နေတယ်နော်အဲ့တော့ကျွန်တော်တို့အခုနောက်ဆုံးကတ်မှာကြည့်လိုက်ဒီသုံးလုံးခွန်ဒီသုံးလုံးခွန်လို့ရိုက်မယ်ဒီနေရာမှာ630ရဲ့အောက်မှာဒီ960ဇောင်းစင်ကြီးများဖြစ်နေမလား ဒီလိုတွေးကြည့်တယ်ဒါဆိုရင်ကျွန်တော်တို့က963ညလို့ထည့်ထိုးရမှာเนาะအဲ့တော့ကျွန်တော်က963ညတစ်ခွက်ဒီနေရာမှာထည့်ပေးမယ်เนาะပြီးခဲ့တဲ့ဘွဲကလည်း line ပေါ်မှာအရန်ဟော့ခဲ့တဲ့ကနစိုက်ကောင်းနေကြီးချပြကြတာเนาะကျွန်တော်ရှိမှာဘူးမနေဘူး80 80ဆိုက်ရှိတယ်960ညအဲ့ဒီ960ဒီအဲ့ဒီ960ဒီကျွန်တော်ဘယ်စိုက်နဲ့ထည့်မလဲဆိုတော့เนาะကျွန်တော်ပြမယ်ခဏလေးကျွန်တော်အစ်စ်ယူလိုက်မယ် ကို60ဘူးကျွန်တော်ဘယ်ဆိုင်နဲ့ထည့်မလဲဆိုတော့တဲ့ဘရိတ်ဆိုင်နဲ့ထည့်နော်ဘရိတ်ဆိုင်နဲ့ထည့်ကို60ဘူးတဲ့ဘရိတ်ဆိုင်နဲ့ထည့်နေတဲ့အဲ့တော့ဘရိတ်ဆိုင်ကကျွန်တော်ခဏအရင်နေနေကျွန်တော်လည်းအလုတ်ကမရဘူးအဲ့တော့ခဏလေး3 300ခုအဲ့ကျွန်တော်အခုခုနကပြပါတယ်ငါးစုံခုနှစ်လိုင်းထဲမှာပဲ เนาะကျွန်တော်5ဆုံးခုနှစ် line ထဲမှာပဲတဲ့55ခုနကကျွန်တော်ပြောသွားတာခွန်ခွန်ဇလန်းนี่5ဆုံးในခုနှစ်ထဲမှာဖြစ်ခဲ့တာเนาะအဲ့တော့အဲ့ဒီနှစ်ထဲမှာ၄နှစ်နှစ်ဆိုတဲ့ခဏ၈ပြည့်เนาะအဲ့ဒီ၈ပြည့်ဒီ၈နှစ်နှစ်ကျော်မှာ6ပြည့်ထောက်တယ်เนาะအဲ့ဒီ6ရဲ့အောက်နှစ်ပွဲကျော်က ဒီတစ်ဒီတစ်ဒီဒီရှစ်နဲ့လမ်းပေါင်းရင်ကိုးဆိုတဲ့အဖြစ်ရအဲ့ဒီကိုးဒီကိုးနှက်ကဒီမှာ6ပြိတ်ထောက်တာเนาะတင်းနဲ့ရှင်းနဲ့ကကိုးကိုးနှက်ကဒီမှာ6ပြိတ်လို့ထောက်ပြီရှစ်ပြိတ်ဆိုတဲ့ခဏကိုဒီထက်နောက်တစ်ခွက်ရှစ်ပြိတ်ပြီးတော့ကျွန်တော်တို့ဒီနှစ်ထဲမှာခွန်ပြိတ်ကဏ္ဍ၄၆ခွန်လို့ထွက်တယ်เนาะရှင်း နှစ်ပွဲကြောင့်မှာ6ပြိတ်လိုပဲထက်တယ်အဲ့ဒီ6ရဲ့နှစ်ကဒီနှစ်နဲ့ဒီခွန်ပြိတ်နဲ့ကိုကိုလို့သူထက်အဲ့ဒီ6ပြိတ်ရဲ့နှစ်ကနော်အဲ့ချစ်ပြီးပြီးခွန်ပြီးပြီးကျွန်တော်တို့၅ဇွန်နဲ့ခုနှစ်ထဲကပြိတ်6ကိုသွားကြည့်လိုက်အဲ့ဒီပြိတ်6ဒီလေ6ပြိတ်ကျဲနှစ်ပွဲကြောင့်မှာသူထွက် တ်တော့သူ့ရဲ့အောက်နှစ်ဘွဲကျော်မှရှိတယ်ဒီ၃ထိပ်စီးနဲ့ဒီ၆ပရိနဲ့ကိုးလို့သူပြန်ထည့်เนาะ၆ရက်နှစ်ခတ်ထိပ်နဲ့ပရိနဲ့ကိုးလို့သူပြန်ထည့်ကဲအခုကျွန်တော်တို့ဒီနေရာမှာထွက်မဲ့ကဏ္ဍ၅ပရိ6နှစ်နှစ်ကျော်မှပရိ6လို့ထောက်အဲ့ဒီ6ရဲ့နှစ်ဘွဲကြုံမှာ၄ထိပ်စီးလို့ထည့်အဲ့ဒီ၄ထိပ်စီးနဲ့ဒီ၅ပရိတ်နဲ့မှသူက6လို့ပြန်ပြီးတော့အဲ့ဒီ6ရဲ့နှစ်ကပြန်ထည့်မှာเนาะ အဲ့ဒါဆိုရင်အဲ့ဒီမှာတခုတော့ပြောမယ်လေးထိတ်နဲ့ထွက်တယ်လေးထိတ်နဲ့ထွက်တယ်လေးထိတ်နဲ့ထွက်တယ်ဒီနေရာကျွန်တော်လေးထိတ်နဲ့မထည့်ဘူးကိုးထိတ်နဲ့ပဲထည့်တော့ကို6 300เนาะလေးထိတ်နဲ့ပရိတ်5ကိုထည့်ချင်ရင်4 6ဆိုတဲ့ကဏ္ဍလေးတကွက်ထည့်ကြည့်เนาะဒါထည့်ကြည့်လို့ပဲပြောတာအဲ့လိုမှမဟုတ်ရင်လေးထိတ်နဲ့4 1 ုံညာဆိုတဲ့ခဏလေးထည့်ကြည့်နော်ဒီ၃ခွက်မွေးစိုက်တွေရှိနော်အဲ့တော့ကြိုက်တာထက်ကျွန်တော်ကတော့960တခွက်ကျွန်တော်မိတ်ဆွေတွေကြံကြမှာကြိုက်ဘူးဆိုရင်ကစားလို့ရအောင်လက်ပြပေးတာဟုတ်ပြီနော်အဲကျွန်တော်ပြန်ပြီးတော့အယောင်ချေလိုက်မယ်လာတာပါတာလေးဖြစ်သွားနော်အဲ6ပြိတ်6ပြိတ် 6ဗရိတ်7ဗရိတ်6ဗရိတ်9ဗရိတ်6ဗရိတ်6ဗရိတ်6ဗရိတ်5ဗရိတ်เนาะ4ထိပ်စီရဲ့ဇောင်း2ပွဲကျော်3ထိပ်စီရဲ့2ပွဲကျော်2ထိပ်စီရဲ့2ပွဲကျော်8ထိပ်စီရဲ့2ပွဲကျော်เนาะအဲဒီမှာ5ဗရိတ်ကြီးပြူးနေအောင်ရှိတဲ့အခါကျတော့ကျွန်တော်တို့ဒီ line က ဒီ line ကထက်စီ၄လုံးခွန်နောက်ဘိတ်၃လုံးကခွန်เนาะအဲ့ဒီမှာထက်စီ၄လုံးကခွန်နောက်ဘိတ်၃လုံးကခွန်ဒီမှာထက်စီ၄လုံးကခွန်နောက်ဘိတ်၃လုံးကခွန်အဲ့တော့ဒီမှာထက်စီ၄လုံးခွန်အောင်ကိုထက်စီထက်တယ်နောက်ဘိတ်၃လုံးခွန်တုံညာထက်ကိုတုံညာအခွကိုတုံညာအခွကို၅ပရိတ်ဖြစ်အောင်ဆိုတော့960ဆိုတဲ့ကဏ္ဍတော့ရတယ်အဲ့ဒီ960 390အောက်မှာထွက်တဲ့ခဏကဇောင်းစင်းပေါက်ဆိုတာလေးရှိတယ်နော်အဲဒီမှာ390အောက်မှာဒီခဏဇောင်းစင်းပေါက်တယ်အဲ့ဒီချစ်ထိတ်စီကခါးနဲ့ပေါက်တယ်အဲ့ဒီမှာဒီ6ထိတ်စီဒီဒီနေရာမှာခါးနဲ့ပေါက်မယ်ဆိုရင်6 960ဆိုတဲ့ခဏတကွာဒက်နော်ဒက်စော်ထက်လိုက်ဟဲ့လား